စတုဒ္ဒထန်းနဲ့အထမရန်ခရိုင်တိုင်းနယ်ပြည်နယ်အစစ်စာမေးပွဲတွေကို2015ခုနှစ်ဖေဖော်ဝါရီလ19ရက်နေ့မှာစတင်ဖြစ်ဆိုနေပြီဖြစ်ပါတယ်။စာမေးပွဲတွေကိုဖေဖော်ဝါရီလ26ရက်နေ့အထိဖြစ်ဆိုရမှာဖြစ်ပြီးစတုဒ္ဒထန်းစာမေးပွဲကိုနနက်9နာရီကနေ10နာရီမိနစ်30အထိဖြည့်ဆိုရမှာဖြစ်ကအထမရန်စာမေးပွဲကိုနနက်9နာရီကနေ17နာရီအထိဖြည့်ဆိုရမှာဖြစ်ပါတယ်။ စတုဒ္ဒတန်းနဲ့အထမရန်ခရိုင်တိုင်းနယ်ပြည်နယ်အဆင့်စာမေးပွဲတွေဖြေဆိုရတာနဲ့ပတ်သက်ပြီးကျောင်းသားမိဘတွေက အခုလိုပြောပြခဲ့ပါဗျ။မမတို့တဘောကတော့ကိုသားသမီးလေးတွေရဲ့အရေးချင်းကဒီလိုမျိုးပြန်လုပ်ပေးတဲ့အတွက်သူ့ရေးချင်းသူ့ရေးချင်းဘသူ့ရေးချင်းကဘယ်လောက်ရှိတယ်ဆိုတာလည်းအစိုးရဘယ်လိုပြန်လုပ်ပေးရတဲ့အတွက်တည်သွားရတဲ့အတွက်ကြိုက်ပါတယ်။ မစင်မပြေမိဘတယောက်အနေနဲ့အဆင်မပြေဘူးဆိုတာကတော့ဒီနေ့မှလည်းပြန်ဆောက်လုပ်တာဖြစ်တဲ့အတွက်ကိုကလေးတွေမှလည်းဘရမအုံးဆုံးအတွေ့အကြုံဖြစ်တဲ့အတွက်ကတိဂျင်လာဖြစ်တယ်မိဘတွေမှလည်းဘယ်ဟာလှုပ်ပေးရင်ကောင်းလို့ဘယ်ဟာမလှုပ်ပေးရင်မကောင်းလို့ ਨੇ ပြင်မှန်းရတယ်အဲ့အမျိုးမျိုးကြောင့်လည်းစိတ်ညစ်နေရောအပိုင်းတွေလည်းရှိတယ်ဒါပေမဲ့ဒီလိုမျိုးလေးပြန်လှုပ်ပေးတဲ့အခါကျတော့ကလေးတယောက်ရဲ့သူ့ရေချင်းသူ့ရေချင်းအပိုင်းပိုင်းလိုက်လေးကိုပြန်ပြီးတော့စီစစ်ပေးရဖြစ်တဲ့အတွက်ကိုလည်းသဘောကျပါတယ်ဘာမှဥစ္စာမဖြစ်ပါဘူးဒါပေမဲ့ကလေးတွေအတွက်တော့ကလေးတွေကဒီနေ့မှစပြီးပြန်လှုပ်ကြတဲ့အတွက်တော့ အတိသူတို့ရဲ့အခက်ခဲလေးတွေကိုဒါတော့ဒီဘက်တယောက်နေနေလည်းစိတ်ညစ်ပေးရတာရှိတာပေါ့နော်သူတို့အစင်မပြေပါမလားအစင်မမပြေဘူးလားငါတို့ဒီလိုလုပ်ပေးလို့အစင်ပြေပါမလားဆိုတဲ့အပိုင်းလေးတွေလည်းစိတ်မူပိုင်းရတာတွေရှိပါတယ်မအားလို့ ။အော်ကောင်းကောင်းပါတယ်မောင်လေးဘာဖြစ်လို့လဲဆိုတော့ဒီကလေးတွေလည်းအတွေ့အကြုံရသွားတာပေါ့နော်။နေတယ်ဒီနှစ်မှဆိုတော့သူတို့အဖြစ်စာရွက်မှလည်းဟိုကမေးခွန်းမှလည်းပေါ့နော်ခက်ခဲရတယ်လည်းဘာမှတော့မပါပါဘူးကလေးတွေအဆင်ပြေအောင်စာပုံမှန်လေးလုပ်တော့ပါတော့ထုတ်ထုတ်ထားတာပေါ့နော်ဒါပေမဲ့ကလေးတွေလည်းအတွေ့အကြုံရသွားတာပေါ့ချစ်တန်းကြီးဒါလည်းကြီးအစိုးရစစ်ဆယ်တန်းမှအစိုးရစစ်ဒါလည်းကြီးတွေ့မယ်စာအခု၄တန်းနေရတွေ့တဲ့အခါအခြေခံလေးကောင်းသွားတာပေါ့အခြေခံလေးရသွားတာကလေးတွေအကျင့်ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးပေါ့ အခြေခံပညာကဏ္ဍစတုဒ္ဒန်းနဲ့အထက်မှတန်းစာမေးပွဲတွေကို ခရိုင်တိုင်းနဲ့ပြည်နယ်အစဉ်စာမေးပွဲတွေအဖြစ်သတ်မှတ်စစ်ဆေးခဲ့မှုကို1990ခုနှစ်နောက်ပိုင်းရပ်ဆိုင်းခဲ့တာဖြစ်ပြီး2014-2015ပညာသင်နှစ်မှစတင်ကပြန်လည်ဖြည့်ဆို့ရတာဖြစ်ပါတယ်။ကြန့်ရှိတဲ့အခြေခံပညာအစဉ်စာမေးပွဲတွေကိုစတုဒ္ဒန်းနဲ့အထက်မှတန်းစာမေးပွဲတွေအပြီးမှသာစစ်ဆေးသွားမှာဖြစ်တယ်လို့ပညာရေးဝန်ကြီးဌာနကသိရပါတယ်။